အခုဆိုလို့ရှိရင်အမေမကြခင်မှာပေါ့နော်နောက်ဆင်မင်းလောက်နေလို့ရှိရင်အမေဂျပန်နိုင်ငံတိုကျိုမြို့ရဲ့ဟာနေဒါလေးစိတ်ကိုရောက်ရှိတော့မှာဖြစ်ပါတယ်ကျွန်တော်အရင်ပဲပျော်ရွှင်ပြီးတော့ရင်ခုန်စွာခံစားနေရပါတယ်အမေနဲ့လည်းတွေ့သိရဖို့အတွက်ရဲတွေကခွင့်ပြုမယ်လို့အခုကျွန်တော်တို့ကန်းလန်းလာတယ်ပေါ့နော်ဒါဒီအတွက်ပန်းနေတဲ့ကျွန်တော်တို့ပေးခွင့်ရမယ်အမေတို့လည်းစုတောင်းမြေတားလေးတွေကျွန်တော်တို့ကုသခွင့်ရမယ်အတွက်ကျွန်တော်အရင်ပဲပျော်ရွှင်ခံစားမိရပါတယ်ကျွန်တော်တို့လိုပဲမြန်မာမြန်မာနိုင်ငံသားတွေဒီဂျပန်မှာရောက်နေတဲ့လူတွေအားလုံးကလည်းဒါမျိုးကြိုကျင်ကြပါတယ်ဒါပေမဲ့အချိန်ဒီတိုင်းတာတစ်ခုကြောင့်သူတို့တွေမရောက်နိုင်ပါဘူးအလုပ် ည်ရဲ့ခွင့်အတိုင်းအတာတစ်ခုကြောင့်အားလည်းကြောင့်သူတို့ရဲ့ကိုစားကျွန်တော်တို့ကပဲဝင်တာအားရနဲ့ကြိုဆိုပေးပါမယ်အားလုံးရဲ့ကိုစားပါကျမတို့အရင်ရင်စိတ်လှုပ်ရှားပါလေရှင်။ရင်လည်းအရင်ကုန်ပါလေ။ကျမတို့အမေစုကိုတွေ့ရလိမ့်မယ်လို့ပြောနေပါလေ။အတိအကျတော့မတိရသေးဘူးပေါ့နော်။ဒါပေမဲ့ကျမတို့အခုတစ်ခေါက်လာတော့ကကျမတို့လာခဲ့ပါတယ်လေစိတ်ကို။အဲ့တစ်ခါတော့မတွေ့ခဲ့ရဘူးပေါ့နော်။အခုတစ်ခေါက်တော့ကျမတို့ညှို့လင့်ပါလေ။စိတ်လည်းကုန်ပဲစိတ်လည်းလှုပ်ရှားတယ်။ပျော်လည်းအရင်ပျော်။ကျမတို့ကအမေစုဘယ်တော့တွေ့ရတွေ့ရကျမတို့ကပျော်တယ်။ လာတယ်ကျွန်တော်ကျွန်တော်အားရောဝမ်းတာလာတယ်ကျွန်တော်လာပြီးတော့ဂုံလေးယူပါအဲ့ဒါလည်းမတားချင်ဘူးအလုပ်တွေကပြန်ပြီးတော့ဈေးကြီးတိုင်းမြရအောင်အိမ်မှာထွားပါဦးလူစားတာတူဆိုတာအရန်ကိုစိတ်ပြားလှုပ်ရှားနေပါတယ်။ဒါပေမဲ့အခုဟိုစားတွေ့တွေ့ရဖို့တော့များပါတယ်။ခိုင်းဟိုစားပြောလဲပြောထားကြရဲဆိုတော့လေ။ဒါပေမဲ့အခုဒေါ်လော့ဆယ်ဒီမှာစောင့်နေတဲ့အချိန်မှာဒီတော်စုလာတဲ့ဆိုတော့ welcome ကျူဆိုတဲ့ဆိုတဲ့စိုင်းဘုတ်ကိုကင်ထားရင်းနဲ့ဟိုကစိတ်ပြားလှုပ်ရှားနေပါတယ်ဆယ်။ အဲ့ဒါဆိုတော့ကျမတို့မျှော်လင့်ထားတဲ့ဒီလူလူလူရဲ့ကောင်းဆောင်ကပ္ပညဉ့်ရဲ့ဒီပဲဆုရှင်အဲနိုင်ငံတော်အတိုင်းနိုင်ငံလည်းဖြစ်တယ်ဒီမိုကရေစီမိခင်ဖို့ရှင်အဲ့ဒါလာမယ်ဆိုတော့ဂျပန်နိုင်ငံကိုလာမယ်ဆိုတော့ကျမတို့အတွက်ဒါတကယ်ကိုဂျပန်မြန်မာချစ်ကြည်ရဲ့အတွက်အမတန်မှထိရောက်ပြီးတော့အမတန်မှမြန်မာပြည်သူတွေရောဂျပန်ပြည်သူတွေရောနိုင်ငံအတွက်အကျိုးရှိမယ်ဆိုတာကျမယုံကြည်ပါတယ်ရှင်